နေ့ကအာရက်ကွက်အကျိုးဆောင်ပေါ့နော်ရက်ကွက်ပွဲသားလို့လည်းခေါ်တာပေါ့အဲ့ဒါရဲ့အဲ့ဒါကြောင့်လို့အသိပညာတစ်ခုတိုးသွားတယ်။ဒါလဲဆိုတော့ကြတော့ခရံမှာပေါ့နော်ခရံအမီပေါင်းဆုံးသွားတဲ့ကိစ္စပေါ့နော်အမီပေါင်းဆုံးသွားပြီးတော့ကြတော့မှာအမီပေါင်းရဲ့ spouse ပြန်ခဲ့တယ်။အမီပေါင်းကအမျိုးသားဆိုရင်အမျိုးသမီးပြန်ခဲ့တာအမီပေါင်းကအမျိုးသမီးဆိုရင်အမျိုးသားပြန်ခဲ့တာ။ အဲ့လိုမျိုးဟာရှိတယ်။နောက်တချို့ကြတော့အာတချို့ကြတော့ဒီအမီပေါရောဒီဘက်ကစက္ကန့်အာစက္ကန့်ပဲ spouse ရော ပေါ့နော် spouse ရောဆုံးတဲ့အခါမှာအာအမွေစက္ကန့်ပဲကူနေတာဟောပေါ့သာသမီတွေပေါ့နော်သာသမီတချို့ကြလည်းတူတူမပေါ့နော်တချို့ကြလည်းသာသမီပေါ့တချို့ကြလည်းမုံမမပေါ့အဲ့လိုမျိုးတွေရှိတယ်။ရှိတဲ့အခါကျကျမတို့ကအဲ့လိုမျိုးဆိုင်ရဲစတန်းကိုကျမတို့ကမွေစက္ကန့်လို့ခေါ်မွေစက္ကန့်ခရယာမွေစက္ကန့်လို့ခေါ်တာပေါ့နော် ။အရင်မွေဆက်ခံလို့ခေါ်ပြီးတော့ကျတော့အရင်ပိုင်ဆိုင်လို့လည်းခေါ်တယ်။အဲ့တော့ကျမတို့သုံးတဲ့အသုံးကအရင်ကိုပိုင်ဆိုင်တဲ့မွေဆက်ခံနဲ့အတူတူပဲလို့ကျမတို့ကရောသုံးနိုင်တယ်ပေါ့နော်။ပိုင်ဆိုင်တဲ့မွေဆက်ခံအတူတူပဲလို့ရောသုံးနိုင်တယ်။ကျမတို့ကအဲ့လိုပဲရောပြီးတော့ပဲပြောခဲ့တာ။အဲအဲ့ဒါတနည်းကကျတော့အကိုကပေါ့နော်ရပွက်ပွဲသားကအဲ့ဒါကိုပွဲအပ်ပါရတဲ့ခါလေသူကသူကအမိပေါဆုံးတာပေါ့မျိုးသမီးကအမိပေါရဲ့မျိုးသမီးကရောင်းတာအဲ့ဒါကို ်ပိုင်ဆိုင်ပဲရှိသေးတယ်တဲ့အဝေးဆက်ခံမဟုတ်သေးဘူးတဲ့လုပ်ငန်းရှင်ကတော့စီမင်းရဲ့အဲရုံးလုပ်ငန်းရှင်ကတော့အတူတူပါပဲအဲစီမင်းရဲ့ရုံးလုပ်ငန်းရှင်ကတော့အတူတူပဲဒါပေမဲ့အထိတ်ပဲကသူပြောတာအတိအကျပဲသူကကရန်ကကရန်အမိပေါကြီးကစုံတယ်အဲသူ့ရဲ့အမျိုးသမီးကရောင်းမှာနော်ဒါကတော့အမျိုးသမီးကရောင်းမဲ့ case မှာသူကအဲ့ဒါကိုအဝေးဆက်ခံမဟုတ်ဘူးလေအဲ့ဒါပိုင်ဆိုင်နဲ့အဲသူပြောချင်တာဘယ်ဟာမှအဝေးဆက်ခံမခေါ်တာလဲဆိုတော့ သာသမီကရောင်းမှာသာသမီဆိုတာမိဘရဲ့အမွေကိုဆက်ခံရတာပေါ့အဲ့တော့သာသမီကရောင်းနေရင်အမွေဆက်ခံအဲအမိဘရဲ့ spouse ဖြစ်တဲ့မိဘရဲ့အမျိုးသမီးကရောင်းနေတာကပိုင်စားเนาะလင်းပစ္စည်းမရပိုင်နဲ့မရပစ္စည်းလင်းပိုင်နဲ့အဲ့ဒါကြောင့်ဒီအဲအမိဘကြီးရဲ့အမျိုးသမီးကရောင်းနေတဲ့ဟာမိဘနေရာမှာအမျိုးသမီးက မိဘကိုခင်ရအောင်မယ်အဲ့ဒီဝင်တဲ့ဥစ္စာကိုသူကဝေဆက်ခံလို့မခေါ်ဘူးလေပိုင်ဆိုင်လို့ခေါ်တယ်အဲ့ဒါမှန်ပါအဲ့ဒါအတိကျပဲသူပြောတာကသူကစကလုံးကိုတိကျအောင်သုံးလိုက်တယ်ကျမတို့ကပိုင်ဆိုင်တဲ့ဝေဆက်ခံမှုဟိုရုံးစီမံလုပ်ငန်းရှင်ကြအတူတူပဲစီမံလုပ်ငန်းရှင်ကအတူတူပဲဖြစ်တဲ့ဆိုလဲကျမတို့ကပိုင်ဆိုင်တဲ့ဝေဆက်ခံအတူတူပဲလို့ခေါ်တော့တာအဲ့တော့ဘယ်ဟာဘယ်ဘလို့ခြေလေးကိုပိုင်ဆိုင်ဘလို့ခြေလေးကိုဝေဆက်ခံလို့ကျမတို့ကဖွဲပြအောင်စဉ်းစားမိတာပါ စဉ်းစားမှသာဘူးအာ spouse ရဲ့မျိုးသမီးကရောင်းတဲ့ပွဲဆက်ခံကိုပြောလိုက်တာပဲသားသမီးတွေကရောင်းတဲ့ပွဲဆက်ခံကိုပြောလိုက်တာပဲအဲအဲ့ဒါကဘာတခြားလူကပိုင်ဆိုင်လို့လားပြောရင်လည်းအပိုင်ဆိုင်တဲ့ပွဲဆက်ခံကတူပဲလေဆိုအဲ့လိုမျိုးပြောလိုက်တာအပိုင်ဆိုင်တဲ့ပွဲဆက်ခံကဘယ်နေရာမှာတူတာလဲဆိုတော့စီဗီရဲ့ရုံးလုပ်ငန်းရှင်ကတူတူပဲ the same နော်လုံးဝ the same နော်တစ်ချက်သေးပဲအဲအတူတူပဲဒါပေမဲ့ဟောစကလုံးသုံးလုံးပေါ့ကျွန်တော်တို့ဒီမြန်မာတွေကြတော့နေရာနဲ့နေရာသုံးတာကိုစကားပြောရတဲ့အခါမှာ နေရာနဲ့နေရာဆုံးတာတကယ်လုံးထဲမှာလည်းအိပ်ပဲပါတယ်အဲ့တော့ပိုင်ဆိုင်လို့ပြောနေရင်ဒါအာမိဘောက်ရဲ့ spouse ကရောက်နေမိဘောက်ဆုံးသွားလို့သူ့ရဲ့သူ့ရဲ့ spouse ပေါ့နော်ဘယ်လိုမှမဟုတ်မရတာရောက်နေတာအဲ့ဒါပိုင်ဆိုင်အဲအဲဒီဒီ spouse နဲ့ခုလုံးပေါ့နော်ဒီယောက်ျားရောမိန်းမရောဆုံးသွားလို့သူ့ရဲ့သားသမီးကရောက်နေတာကြာမွေးဆက်ကံဒါမွေးဆက်ကံကြတော့ဒီမှာဖြစ်တဲ့ သင်္ဟာရတဲ့ဖြစ်မယ်။ပိုင်ဆိုင်ကကြတော့အာကြတော့ပိုင်ဆိုင်ကကြတော့ဒီမှာလို့ပိုင်ဆိုင်ကြဥပဒေတုံတော့ဘယ်လိုဖော်မလဲမသိဘူး။ဝိသက်ခံကတော့သင်္ဟာရတဲ့ဖြစ်မယ်ပေါ့နော်။အဲ့ဒါဆိုတော့အဲ့လိုမျိုးလေးပညာတိုးသွားပါတယ်သဘောကျပါတယ်ဒါအဲ့လိုမျိုးလေးဖွက်ဖွက်ချာချာတော့အိဗယ်ကိုဖွက်ဖွက်ချာချာစစ်စစ်ပိုင်ပိုင်ပြောတတ်တဲ့သူတွေတွေ့တာဒီမှာတွေ့ပညာတိုးတဲ့လက်တည်းဖြစ်ပါတယ်အဲ့ဒါကြောင့်အဲ့ဒီအပေါ်လို့ လူကတော့မမြင်ဘူးသိပေမဲ့ကျေးဇူးတင်ပါတယ်လို့ဒီလိုလေးနဲ့ပြောကြရင်းနဲ့ပိုင်ဆိုင်ရဲ့ဝန်ဆက်ခံရဲ့အဲတကယ်အတိတ်ပဲအကြည့်ကြမှာကို sharing လုပ်လိုက်ပါတယ်ရှင်